ဥပုသ်ဆောင်ခြင်းမြမတလေးတွင်သာမက အခြားသောတလေးများတွင်လည်းညအခါအစာမစားဘဲဥပုသ်ဆောင်ကနေသည့်အလေးအထများရှိကြောင်းတွေ့ရပါတယ်ညစာမစားဘဲနေခြင်းမှာဥကိုအနာပေးရာရောက်သည့်အပြင် ကျမ်းမာရေးအတွက် ကောင်းသည်ဟု ဆိုပါတယ်ဗုဒ္ဓဘာသာဖုံးတော်ကြီးများလည်း ညစာကိုမစားဘဲနေထိုင်ခြင်းမှာဝီနီးအတိုင်းဖြစ်ပြီးကိုကျန်းမှာစိတ်ချမ်းသာစေနိုင်သည့်နီလန်ကောင်တစ်ခုလည်းဖြစ်ပါတယ်။ရေတို့တရက်နှစ်ရက်ညစာမစားဘဲစောင့်ထိန်ခြင်းထက်ရေရှည်ညစာမစားဘဲနေထိုင်နိုင်ရန်လေးကျင့်ပြုထောင်ကြည်တန်ပါတယ်။ဥပုံဆောင်လိုက်ရင်အလိုဆန္ဒတွေက နေပါသွားတတ်ပါတယ်။အစားအသောက်များကိုလည်းတိတ်ပြီးမတ်မောတွေ့တာစရာကောင်းသည်ဟုမမြင်တော့ပါ။ ဝမ်းနှင်းကိုရှင်းထားသည့်နောက်တစ်နေ့တွင်စွမ်းအားတွေပိုပြီးပြည့်တယ်လို့ခံစားရပါတယ်။လူဆိုသည်ကလောဘဒေါသမောဟတွေလွန်ကဲတတ်တယ်။အစာကိုဖျက်ပြီးနေတတ်အောင်စူးစမ်းကြည့်လေအလိုဆန္ဒတွေလည်းနေသက်ထက်နေလာကြောင်းတွေ့ရမှာဖြစ်ပါတယ်။ရှေးခေတ်ဆေးပညာအကြံပြုချက်များအရလည်းအနည်းဆုံးတပတ်လင်၃ရက်ခန့်ဥပုပ်ဆောင်တဲ့သည်ဟု ဆိုပါရယ်။ ကိုဝင်ဆောင်မိခင်များအတွက်မူအားမွေးရန်လိုအပ်သဖြင့်ဥပုံဆောင်ရန်အားမပေးထားကြောင်းလည်းတွေ့ရပါတယ်။အလိုဆန္ဒကိုအ ਨੇ ဆုံးဖြစ်စေရန်တစ်နေ့သုံးနှက်စားနေရမှနှစ်နှက်အထိလျှော့ချစားနိုင်ရန်စ조사ခြင်းကလည်းကျန်းမာရေးအတွက်သာမကချိုးချံချွေတာရေးအတွက်ပါများစွာအထောက်ကူပြုနိုင်ပါတယ်။ညစာမစားဘဲနေရန်လူငယ်တွေအတွက်မလွယ်ကူပါလူကြီးများအတွက်ပင်ရေရှည်ညစာမစားဘဲနေထိုင်နိုင်ရန် လေ့ကျင့်ပြုထောင်ရပါတယ်။ဗုဒ္ဓဘာသာဝင်များသည် ပုံမှန်အဖြစ်၅ပါးသီလကိုစောင့်ထိန်းနိုင်စေရန်ကြိုးစားကြသူများဖြစ်ပါတယ်။သို့သော ပိုပြီးအကျင့်သီလကိုစောင့်ထိန်းနိုင်စေရန်အတွက်၈ပါးသီလအထိ တိုးမြင့်စောင့်ထိန်းနိုင်ရန်ကြိုးစားအားထုတ်လေ့ရှိကြပါတယ်။ရှိပါသီလာကိုစောင့်ထိန်သည့်အခါတွင်ဝိကာလဘောဇနာဝေရာမဏိတိတ်္ခာပဒံတမာတိယာမိဟု ရွတ်ဆိုပြီးစောင့်ထင်းရပါတယ်။အတိတ်ပဲမှာနေလွဲညစာစားခြင်းမှရှောင်ကျင်ရကြောင်းကောင်းမြတ်သောတိခါပုတ်ကိုကောင်းစွာကျင့်သုံးခံယူစောင့်တည်ပါ၏ဟု ဆိုလိုခြင်းဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်များအနေဖြင့်နေလွဲညစာမစားခြင်းကို မြင့်မြတ်သောအကျင့်တစ်ခုအနေဖြင့်လှူဆောင်သည့်အလေးထားကောင်းများရှိနေကြောင်းတွေ့ရပါတယ်။နေလွဲညစာမစားခြင်းကို နေ့လယ်မွန်းတဲ့ချိန်12နာရီမှသည်နောက်တနေ့အာယုံတက်သည့်အထိစောင့်ထိန်ကြပါရယ်။တညတာလုံးထမင်းဟင်းလျာ မုတ်ပဲတရေစာတစ်သီးတစ်ဥများမစားတော့ရပါ။တံပရာသီးဖြော်ရီစသည်တို့ကိုတောက်သုံးနိုင်ပါရယ်။ဗုဒ္ဓဘာသာဝင်များဤဥပုံစောင့်ခြင်းတွင်သာငါဆန်ဂျုံပြောင်းအာလူကစုံဥရောဖြင့်ပြုလုပ်ထားသည့် ထမင်းမုတ်အကျော်အလော်အပြုတ်အဖုတ်အကင်အတုတ်ဆွပြုတ်ရည်ဟင်းချိုရည်ဟင်းရွက်ပြုတ်ရည်လက်ဖက်ရည်ကော်ဖီနွားနို့ချောကလက်တို့ကိုမွန်လွယ်၁၂နာရီကြော်လဲမစားတော့တော့ပဲစောင့်ထင်းခြင်းကိုပူပုတ်စောင့်ခြင်းဟု ခေါ်ပါတယ်။ရှပားတီလာတဲ့တွင်တပားအနေဖြင့်ပါဝင်သည့်ညစာမစားဘဲရှောင်းခြင်းခြင်းတစ်ခုတည်းကိုစောင်ရွက်ခြင်းဖြင့် ဥပုပ်ဆောင်သည်ဟု မဆိုနိုင်ပါရှစ်ပါးသီလကိုစောင့်ထိန်မည်ဆိုလင်ညစာမစားခြင်းအပါအဝင်ကြံသီလများကိုပါ မကြိုးမပေါက်အောင်စောင့်ထိန်နိုင်ရမှာဖြစ်ပါတယ်ဥပုပ်ဆောင်ရာတွင်ညစာမစားရခြင်းဤရွယ်ချက်မှာ၁ကိစ္စနေ၍တရားအာယုံပြုရန်အချိန်များစွာရစေခြင်း၂လောကီအာယုံကာမဂုဏ်၌ စိတ်မဝင်စားအောင်ထိန်ချုပ်စေနိုင်ခြင်းတို့ကြောင့်စောင့်ထိန်ခိုင်းခြင်းဖြစ်ပါရဲ့။ညစာစားမြည်ဆိုလေညစာအတွက်ချက်ရန်ပြုတ်ရန် ရှာဖွေရမယ်။ချက်ရပြုတ်ရမယ်။တရားကျင့်နိုင်သောအချိန်များကို ထိခိုက်စေနိုင်ပါတယ်။တရားကျင့်ချိန်များစေရန်သတ်မှတ်ထားခြင်းဖြစ်ပါရဲ့။ညစာစားလိုက်ရင်လောကီအာယုံကာမကုံဘက်ကို စိတ်ညွတ်စေပါရဲ့။ မေထုံမှုကိုရှောင်ကျဉ်ခြင်းကလည်းဥပုပ်ဆောင်ရာတွင်ပါဝင်နေသဖြင့်ညစာမစားခြင်းကကာမကုံဘက်ကိုလည်းချုပ်ထိန်ပြီးသားဖြစ်စေပါတယ်။ရေရှည်ညစာမစားဘဲနေထိုင်ကြင်ကြံလိုသူများအနေဖြင့်ဖြည်းဖြည်းချင်းလေ့ကျင့်သွားနိုင်ပါတယ်။ဥပမာညနေ6နာရီမှနောက်တနေ့နံနက်6နာရီအထိအစာမစားဘဲနေထိုင်ကြည့်ခြင်းဖြင့်စတင်ကြည့်သင့်ပါတယ်။ကိုယ့်အတွက်နေထိုင်၍အဆင်ပြေလျှင် တိုးမြင့်ပြီးကျင့်သွားရန်သာဖြစ်ပါတယ်။မကျမ်းမာသူများအနေဖြင့်ဆရာဝန်နှင့်တိုင်ပင်သင်ပါတယ်။နေတိုင်းမကျင့်နိုင်သည့်တိုင်တပတ်တရက်မှစတင်ကာလေ့ကျင့်သွားနိုင်ပါတယ်။ညစာမစားရန်ဆုံးဖြတ်ခြင်းမှာစိတ်နှင့်ဆိုင်ပါတယ်။အစာမစားခြင်းဖြင့်ကိုယ်တွင်းအစိတ်အတောက်များကိုဖယ်ရှားနိုင်ရမယ်။ကျန်းမာရေးအတွက်ကောင်းစေရမယ်။စတဲ့ခံယူချက်နဲ့ဆုံးဖြတ်ခါရက်တည်နိုင်ရန်လိုအပ်ပါတယ်။ အရက်ဖြတ်ခြင်းဆက်လိပ်ဖြတ်ခြင်းတို့မှာလည်းလူတအိုးချင်းစီဤစိတ်ဓာတ်ရေးရာနဲ့သက်ဆိုင်နေပါတယ်ခိုင်လင်နိုင်ပါတယ်ရေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝဟူသည်များတို့သည်အိမ်မက်ရာမက် ကောင်းစွာမက်၍ နှစ်သက်ကြီးသာအိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။